အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငဖေမုံညင်းလေးလေးလှူစားပြပါရစေလှူရတာလည်းလွယ်ကူပြီးစားလို့လည်းကောင်းတယ်ပြီးတော့အလွယ်တကူရနိုင်တဲ့ပါဝင်ပစ္စည်းလေးတွေနဲ့လှုပ်လို့ရတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ဇာတိတွေကတော့မုံညင်းလေးလှုပ်ဖို့အတွက်အဓိကပါဝင်တဲ့ပစ္စည်းလေးဖြစ်ပါရစေမှဆိုရင် အသားအနေကတော့ငဖေချင်း20ကျပ်သားလောက်ကိုတုံးထားပါရစေ ကျဲမှထဲဖို့အတွက်အသီးရွက်ကတော့ပြောင်းမှုငုံလာဥနေနဲ့စက်တုံးလေးကိုတုံးထားပါတယ်။ငုံညင်းတုပ်ကတော့ထုတ်ဖို့အတွက်ပါ။ပြီးရင်မြေယူသီးစိတ်ငင်းငယ်နဲ့စက်တုံးကြီးလေးမှလောက်ရေတုံးထားပါလိမ့်ရှင်။ပထမဆုံးငုံလာဥနေကိုချစ်လေးနဲ့ခုလိုမျိုးအချောင်းသေးလေးတွေရအောင်လို့ချစ်ထားပေးလိုက်ပါတယ်။ဘူးလိုချင်းနဲ့ချစ်တာမဟုတ်ဘဲနဲ့ပပလေးလေးရောအတုံးတိတိလေးတွေပုံစံလှိမ့်မဲ့ဆိုရရပါလိမ့်ရှင်။ဒီမှာကတော့မြင်းမဲ့စစ်စစ်လေးပြအောင်လို့ခုလိုမျိုးချစ်လေးနဲ့ပဲချစ်ထားလိုက်ပါရစေ မှန်ဆိုရင်မုံလာဦးနီတလုံးလုံးဆိုရင်အရန်များတော့မှဆိုလို့တလုံးရဲ့တဝက်စာကိုလည်းတုံးထားပါတယ်ရှင်ပြီးရင်တော့ပြောင်းမှုဖို့လည်းအခုလိုမျိုးလေးဖိထားပြီးလိုက်ပါတယ်ပြောင်းမှုဖို့တော့တဖူလုံးနဲ့တုံးထားပြီးလိုက်ပါတယ်ရှင်သက်တုံမိကိုလည်းအခုလိုမျိုးလေးခပ်ပါးပါးလေးဖိထားပြီးရမှာလည်းဖြစ်ပါတယ်ဒါကတော့ငရေသီးစိတ်အနေနဲ့တက်တုံရှူဖို့ခုလိုမျိုးလေးခန်းနှုတ်လို့လေးထိထားပြလိုက်ပါရစေ။ အားလုံးပြီးသွားပြီဆိုရင်တော့အရသာနေဖို့တဲ့မဖြစ်ချစ်ထားတာကိုပကံတစ်ခုလေးကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ဘုရားကအစင်ပင်ကြီးချုပ်ထားတဲ့အပြီးရွက်တွေအားလုံးကိုလည်းထည့်လိုက်ပါမယ်။အရသာအတွက်ကတော့စားအနေငယ်နဲ့တကြားအနေငယ်ထည့်ပါရစေ။ပြီးရင်အနက်လေးပုံမွေးသွားအောင်လို့မရုပ်ကောင်းလေးနဲ့အနေငယ်ထပ်ပြီးတော့ထည့်လိုက်ပါမယ်ရှင်။ပြီးွားရင်တော့အားလုံးပါဝင်ပစ္စည်းအားလုံးကိုအရသာလေးနှက်ဆက်သွားအောင်လို့တတိစီချာလေးအားရပါရလေးညှိထားပေးလိုက်ပါမယ်။ တကယ်လို့ကိုကအချိုမုံကြက်သားမဟုတ်စားရဲဆိုရင်လေဒီညမှာတခါတည်းထည့်ပြီးရောနေလို့ရပါလိမ့်ရှင်။ကျွန်မကတော့အချိုမုံမစားတာဝင်ပြီးတော့ဒီငဖေးရဲ့ချူတဲ့အရာသားရဲ့အတီးရွက်တွေရဲ့ချူတဲ့အရာသားတွေတင်အားလုံးပြည့်စုံနေဖို့မထည့်တော့ပါဘူးရှင်။ရတာအားလုံးနှမ်းဆက်သွားအောင် နေပြီးပြီးသွားပြီဆိုရင်တော့သူ့ထဲကိုစီလေးအနေငယ်ထည့်ထည့်ပြီးရောခဏလောက်နေပြီးပြီးရောအရာသားလေးနှက်ထားပေးလိုက်ပါမယ်။ဒီနေရာမှာနှမ်းစီမှုလေးရှိတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါလိမ့်ရှင်။ ကျွန်တော်ကတော့ရွေးရွေးစီစီပဲအနေငယ်ထက်ထည့်ပြီးတော့အရသာလေးခလာလှတ်ထားလိုက်ပါမယ်အသားဟိုအရသာနှက်ထားတဲ့အချိန်မှာ မုံညင်းထုတ်ရဲ့အရင်ပဲအယိုးလည်းနည်းနည်းမာတဲ့အပိုင်းလေးတွေကိုဖြတ်ထုတ်ပြီးတော့အရွက်တွေကိုတစ်ဖက်ချင်းစီခွာထားပြီးပါမယ်။ပြီးရင်တော့ရေနဲ့ဆင်ကြအောင်စီကြောပြီးတော့ရေမွေးပူပူလေးမှာဒီမုံညင်းရွက်တွေကိုနည်းနည်းနွမ်းသွားတဲ့အထိတမိနစ်လောက်ရေနွေးလေးဖြောပေးလိုက်ပါမယ်။ ခုလိုမုံရင်ရလေးတွေနွမ်းသားမှသာလေအသားကိုထည့်ပြီးတော့ထုတ်တဲ့အခါမှာပေါမထက်တော့ပဲနဲ့အစင်ပြေပြေထုတ်ပြရမှာဖြစ်ပါလိမ့်ရှင်။မုံရင်ရလေးတွေနွမ်းသားပြီဆိုရင်တော့သူ့ကိုဆဲထုတ်ပြီးတော့အေးအေးခံပြီးရေစစ်ထားပေးလိုက်ပါမယ်။စံနေသေးတဲ့အရွက်တွေကိုလည်းဒီတိုင်းလေးပဲလှုပ်ထားပေးလိုက်ပါမယ်ရှင်။အလုံးပြီးသွားပြီဆိုရင်တော့စပြီးရထုတ်ဖို့အတွက်မုံရင်ရဲကို ဖြန့်ခင်းလိုက်ပါတယ်။ ပြီးရင်တော့အရသာနေထားတဲ့အသားတွေကိုဒီမူရင်းရက်သေးကိုထည့်ပေးလိုက်ပါတယ်ပြီးတာနဲ့အခုဗီဒီယိုထဲမှာပြထားတဲ့ပုံစံအတိုင်းပဲလိပ်သွားပေးလိုက်ပါတယ်ဒီနေရာမှာအခုကအလေးကြီးကြီးလေ့ကျင့်နေဆိုရင်တော့အသားများများထည့်နိုင်ပါလိမ့်ရှင်ကျမကတော့အရွယ်အနီတော်လေးတွေပဲလိပ်ထားပေးလိုက်ပါတယ်ကျန်နေသေးတဲ့အသားတွေအားလုံးကိုလည်းခမကကုံစံအတိုင်းလေးပဲအားလုံးပြည့်တဲ့အထိအောင်လေ့ထားပြလိုက်ပါမယ်ရှင်။ အားလုံးမိတ်ပြီးသွားပြီဆိုရင်တော့ပေါင်းစကံလေးတွေကိုထည့်ပြီးတော့ရှင်လေးစုအောင်တက်ထားတဲ့ဥပမာတင်ပြီးတော့နိုင်ဝက်လောက်ဝန်းဥပြီးတော့ပေါင်းထားပေးလိုက်ပါမယ်ရှင်။ငုံရင်းပေါင်းထားတော့မှသူ့နဲ့တွဲဆားဖို့အတွက်အချီလေးဆက်ပါမယ်။ဒါကတော့မကြီးမိတ်ကိုရှင်လေးနဲ့ဖြောပြီးတော့အနှစ်လေးလုပ်ထားတာပါ။ခမင်းစားဆုံးနဲ့ခြောက်ဆန်းစားလောက်ထည့်လိုက်ပါမယ်။ပြီးရင်ခញရည်ကျူထားတာကိုလည်းထမင်းစားစုံနဲ့နှစ်စုံစာထည့်လိုက်ပါမယ်။ ပြီးတော့ငရေသီးစိမ့်နဲ့ချက်တွင်ပြီးလုံးလုံးဆင်းထားတာရယ်တခြားအနေငယ်နဲ့အငံရတာအတွက်ကိုတော့မိုင်းရည်ရည်ကိုထမင်းဆန်းဆန်းတစွန်းစားလုံးနဲ့ထည့်လိုက်ပါရယ်နောက်ဆက်ကြမှာနည်းနည်းမေပါပါဟိထားတာတွေကိုထည့်ပေးပြီးရောအားလုံးကိုနှက်ဆက်သွားအောင်လို့ငွေပေးပြီးရောအရတာရင်းကြီးကြည့်လိုက်ပါမယ်ဒီနေရာမှာအရတာအပေါ်ငယ်ကတော့မိမိစိတ်ကြိုက်ပြင်ဆင်နေပါရဲ့ရှင် ရတာအနည်းငယ်ပေါ်ရရတဲ့ငံပြရဲ့အနည်းငယ်မကြီးကြီးအနည်းငယ်နဲ့အတိရဟင်းခံမှုရဲ့အနည်းငယ်ထပ်ထည့်ပြီးတော့နောက်ပြင်ထပ်ပြီးတော့ငူပေးလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့တွဲစားဖို့အတွက်အချီကြီးကောင်းကောင်းလေးရပါလို့ရှင်။အခုမငင်းထုပေါင်းထားတာလည်းနိုင်ဝက်လောက်ရှိနေပြီဆိုတော့ကြည်ကြည်လိုက်ပါမယ်နော်။အခုဆိုရင်မငင်းတပီကလည်းစက်နေပါပြီ။အနံ့လေးကလည်းမှုပြီးတော့စားချင်းစပွဲလေးဖြစ်နေပါလိမ့်ရှင်။ ေးရင်တော့စားမဲ့ပုဂံလေးတွေမှာပြင်ဆင်ပြီးတော့အချင်းရင်လေးနဲ့တွဲဖက်ပြီးတော့သုံးဆောင်နိုင်ပါပြီရှင်။မဖဲချင်းနဲ့ထုတ်ထားတာဆိုတော့စားလိုက်ရင်မမထုတ်ထုတ်လေးဖြစ်ပြီးတော့အသီးရွက်တွေရဲ့ချိုးတဲ့အရသာရဲ့အချင်းရင်လေးနဲ့ပေါင်းစပ်လိုက်တဲ့အခါကျတော့အရင်ကိုလက်ဖက်ပြီးစားလို့လေတအားကောင်းပါရှင်။အစာပြေစမ်းတာမျိုးပဲဖြစ်ဖြစ်ထမင်းစားခြင်းနဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အခုလိုမျိုးလေးလှူစားကြည့်ပါနော်။အဆုံးဖြတ်ရှိရှိပေးသူပေါင်းလို့လေဂျေဆုထူးတင်ရှိပါရဲ့ရှင်။ ်မရေကိုကင်းနိုင်လေး YouTube channel လေးကိုလည်း subscribe လုပ်ရသေးဘူးဆိုရင်လှူသားပေးပါဦးเนาะဒါဆိုနောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်เนาะ